ဆရာကြီးမင်္ဂလာပါရှင်မင်္ဂလာပါသမီးအခုမေခွန်းရှင်ကဥမောင်မောင်ကြီးပါဟုတ်ပြီအသက်က60ပါဆရာကြီးဟုတ်ပြီဗျာမွေးမြူရေးအစာအစာရောင်းဝယ်ရေးပေါ့နော်ဟုတ်ပြီမွေးမြူရေးအစာအစာရောင်းဝယ်ရေးတနက်ပင်ပကိုးတိုင်းရပါဆရာကြီးဟုတ်ပြီဆရာကြီးခင်ဗျားတဲ့လေထိုးတဲ့အခါခါနာတတ်ပါသလားတဲ့နာတတ်ပါတယ်ဟုတ်ခါနာတဲ့အခါတဲ့ဘယ်လိုနေရာမျိုးတွေနာတတ်ပါသလဲတဲ့အဲ့ဒါတော့ဘယ်လိုနေရာမျိုးလဲဆိုတော့ခါတပြင်းလုံးမှာဟုတ်ကဲ့ဆရာကြီး နာတတ်ပါတယ်ဟုတ်ကဲ့ဆရာဒါပေမဲ့အမျိုးသားတွေကတော့အများအပြားညာဘက်ကပိုနာတတ်ပါတယ်အော်ဟုတ်ကဲ့ဆရာအမျိုးသားဆိုတာအမျိုးသမီးနဲ့မတူတာထမ်းရင်ပိုရင်ဘယ်ဘက်ကထမ်းလဲညာဘက်ကညာဘက်ကထမ်းတယ်ဟုတ်ကဲ့ဆရာအလေးပင်မှမယ်ဘယ်ကမှလဲညာညာဘက်ကမှတယ်ညာတန်ပေါ့နော်ဆရာညာတန်များပါတယ်ဟုတ်ကဲ့ဆရာတရားမှာတရားလို့ပြောရင်တော့မမှားပါဘူးနော်ဟုတ်ကဲ့ပါဆရာအဲ့တော့ဆွဲမယ်ပြုမယ်ညာဘက်ကညာဘက်ပဲတွန်းမယ်ပြုမယ်ညာဘက်ပဲပေါ့ဆရာအဲ့လိုညာအဲ့ဒီ လေးပင်မာတာတို့တွန်းတာတို့ဆွဲတာတို့လုတ်တဲ့နဲ့အင်းအားထက်ပို့ပြီးတော့စိုက်ထုတ်ပြီးတော့မလုတ်ပါနဲ့တို့ဟုတ်ကဲ့ပါဆရာလုံးဝမလုတ်ဖဲလဲနေရမှာမဟုတ်ပါဘူးဟုတ်ကဲ့ပါဆရာမားစရာရှိမားလိုက်ပါပို့ပပနိုင်နိုင်နေနေမပါတွန်းစရာရှိလဲဝိုင်းတွန်းပေးလိုက်ပါရွေသွားဆွဲစရာရှိလဲဝိုင်းဆွဲပေးလိုက်ပါအဲ့တော့မတာတို့တွန်းတာတို့ဆွဲတာတို့လိုအပ်ထားတဲ့ပို့ပြီးအားစိုက်ပြီးတော့သုံးလိုက်ရင်တော့အဲ့ဒီမှာ ไอ้ค้านน่ะไม่เปี่ยวနိုင်တော့ပါဘူးဟုတ်ကဲ့ तू อ่ะเลထိုးတဲ့အခါလဲဆိုလေอ่ะလေလေထိုးတဲ့အခါဆိုလေอ่ะဘာကြောင့်ထိုးတာလဲဆိုလေอ่ะဘာကြောင့်ထိုးလဲလို့မေးတော့အပူများလို့ထိုးတာပေါ့ပေါ့ဟုတ်ကဲ့ပါဆရာလေဆိုတာปูลูกแก่นแตกหาเว้ยဟုတ်ကဲ့ဆရာเอ้ยင်จิบีจုံသွားတယ်จုံသွားတယ်ဟုတ်ကဲ့ဆရာจิบีจုံသွားဘယ်မှမထိုးတော့ဘူးအောက်ပဲလဲပါပဲဟုတ်ကဲ့ဆရာအောက်ကိုလဲလိုက်တယ်ဆိုရင်လေစုံသွားရင် ငွေမကုန်ငွေမကုန်တော့ဘူးတဲ့ဟုတ်ကဲ့ဆရာကြီးအောက်ကိုဆုံတော့လေတင်လာလို့မေးရင်ဝင်လဲစုံသွားတာပေါ့ဟုတ်ကဲ့ဆရာကြီးမျိုးသားတွေစီးသွားလို့လည်းပဲအခက်ခဲမရှိဘူးကောင်းသွားတာပေါ့ဟုတ်ကဲ့ဆရာကြီးနော်နောက်ဆက်တွဲလေးနေကျမ်းမာရေးရအာမနာလို့ပြောတာမဟုတ်ပါဘူးအမျိုးသားတွေသူ့အသက်ကဘယ်လောက်လဲသူက60တော့ဖြစ်ပြီအကယ်၍များပန်းတိပန်းညူယောဂါလို့ယောဂါမျိုးပဲရှိမယ်ဆိုရင်အခုဆရာကြီးပြောတဲ့အချက်လေးတွေပြင်လိုက်ရင် ဲ့ဒါပါတိုးတက်မှုရလာပါလိမ့်မယ်လို့ဟုတ်ကဲ့ပါဆရာကြီးကျေးဇူးတင်ပါတယ်ဆရာကြီးရှင်အားလုံးအစာဝအနာကင်းပါရရှင်ကြပါစေဗျာ